ရီးမီးယားလိဘလောက်ကိုလက်လွတ်ရရင်နောက်နှစ်ပေါင်းများစွာ6လခံရမယ်လို့သတိပေးရတဲ့အာနီစလော့လီဗာပူးနီးပြအာနီစလော့ကအသင်းအနေနဲ့အခုလိုအနေထားမှာပရီးမီးယားလိအမှတ်ပေးချန်ပီယံစုဘလားကြီးကိုအာဆင်နယ်စီလက်လွတ်လိုက်ရမယ်ဆိုရင်ဒီအချိန်တွေကနှစ်ပေါင်းများစွာ6လခံနေရလိမ့်မယ်လို့အသင်းသားတွေကိုသတိပေးပြောဆိုလိုက်ပါတယ်အာနီစလော့ရဲ့လီဗာပူးတင်းဟာဘောလုံးရည်ကြီးကုံဆုံးဖို့လီကိုးပွဲလောက်ကြံရှိနေချိန်မှာပဲအမေပီစီယာထိတ်ကနေစနစ်မအတာနဲ့ဥဆောင်နေပေမဲ့နိုင်ငံတကာရက်တက်တဲ့ဘက်မှတိုင်ပြီးမှ PSG နျူကာဆယ်တို့ကိုဇက်တိုက်ရှုံးနေပြီးချန်ပီယံလိကနေထွက်ခွာခဲ့ရတယ်လို့ကာရဘောင်းဖလားကိုလည်းလက်လွတ်ခဲ့ရပါတယ် အခုဆိုရင်လေဘာပုတ်ကဒီယာဒီမှာတလုံးနဲ့တော့ဖလားမျော်လင့်ချက်အဖြစ်ပရီးမီးယားလိဘလားသာကြံရှိနေတော့တာဖြစ်ပြီးအစစ်နစ်ကအာဆင်နယ်ထက်ဆန်းနှမတ်တောင်တာလွန်နေတဲ့အခြေအနေနဲ့ဒီဘလားကိုတေချာပေါက်ရယူနိုင်ခြင်းရှိနေပေမဲ့လည်းမမျော်လင့်မဲ့လက်လွတ်လိုက်ရတဲ့အခြေအနေပါဖြစ်နိုင်ကြောင်းကိုအာနီစလော့ကတတိပေးပြောဆိုလိုက်ပါတယ်။အဲ့ဒါကဘလို့အလုပ်လုပ်တယ်ဆိုတာကျွန်တော်သိပါတယ်။နီးပြဒါမှမဟုတ်ကစားသမားတွေအနေနဲ့စူဖလားကိုမရယူနိုင်ခဲ့ရင်နောက်နေ့ပေါင်းများစွာချောင်းလက်ခံရနိုင်ပါတယ်။လူတွေမှတ်မိစေဖို့နီးလမ်းမျိုးမျိုးရှိပါတယ်။1994ခုနှစ်ကမ္ဘာဖလားတော်ကဟော်လန်အသင်းကိုကြည်ပါလူတိုင်းကအဲ့ဒီကမ္ဘာဖလားကိုဟော်လန်အနိုင်ရတယ်လို့မြင်ခဲ့ကြတယ်။ ဒါပေမဲ့သူတို့ဖလားကိုအိမ်ပြန်မယူနိုင်ခဲ့ပါဘူးဒါဟာသူတို့ရဲ့ကစားဟန်ကြောင့်ပါတကယ်တော့ကျွန်တော်ပွဲတွေအများကြီးအနိုင်ရချင်တာပေါ့ဒါပေမဲ့လူတွေရဲ့မျက်ညံထဲမှာလည်းကြံ့ရေးချင်ပါတယ်ကျွန်တော်မြင်မှာဒါကလည်းဖလားတစ်လုံးပါပဲလူတွေကကျွန်တော်ကိုတိုက်စစ်ကစားဟန်ကိုအမြဲတွေးတဲ့နီးပြဆိုပြီးပေါ်ပြတာကိုကျွန်တော်သဘောကျပါတယ်ဒါပေမဲ့ခန်းစီအတွေးခေါ်နဲ့ကစားလို့ကတော့ဘယ်သူမှရှုံးနေမှာမဟုတ်ဘူးလို့အာနီစလော့ကရှင်းပြပြောဆိုသွားခဲ့ပါတယ်ဒီမှာကျွန်တော်တို့ကတည်းကအမားကိုချစ်ကြတဲ့